်အက်စတိုးနီးယားနိုင်ငံရဲ့ပထမဦးဆုံးအမျိုးသမီးသမ္မတဖြစ်တဲ့ကာစတီကာကျူလီထာအော်တိုဝါလာ၁၀ရက်နေ့ကသမ္မတဖြစ်တန်းသစ္စာကျင်းဆိုခဲ့လို့သိရပါတယ်။သူဟာဒီပညာထွန်းကားတဲ့အက်စတိုးနီးယားနိုင်ငံရဲ့ပြင်စမမြောက်သမ္မတလည်းဖြစ်ပါတယ်။အသက်46နှစ်အရွယ်ကာဂျူလိတ်ထာဥရောပစီးရင်စီယုံရဲ့အက်စတိုးနီးယားနိုင်ငံဆိုင်ရာကိုယ်စားလှယ်တအူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သလိုထူးချွန်တဲ့ဇီဝဗေဒပညာရှင်တအူးလည်းဖြစ်ပါတယ်။ ။တမရကဂျူလက်ကသူအမြဲတမ်းအလေးနက်ထားတဲ့အရာကနိုင်ငံရေးလုံခြုံရေးပဲဖြစ်ပါတယ်လို့ပါလီမန်မှာပြောကြားခဲ့ပါတယ်။ဒါပြင်သူအတွက်စိုးရိမ်စရာကိစ္စရပ်တွေတော်တော်များများရှိနေပြီးအထူးသဖြင့်အိန္ဒိချင်းနိုင်ငံတွေနဲ့ပတ်သက်နေတာဖြစ်တယ်လို့လည်းရုရှားနိုင်ငံကိုညွှန်းပြောဆိုခဲ့ပါတယ်။ ်ရုရှားနိုင်ငံဟာနျူကလ িয়ার ထိပ်ဖူးသက်ဆောင်နိုင်တဲ့အက်စကန်နာဒုံးကျည်တွေကိုကာလီနင်ဂရတ်မြို့အနီးမှာတပ်ဖြန့်ချထားပြီးတဲ့နောက်ပိုင်းနေတိုးတပ်ဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်တဲ့အက်စတိုးနီးယားနိုင်ငံအတွက်စိုးရိမ်ပူပန်မှုတွေပုံမှန်မြင့်တက်လာခဲ့ပါတယ်အက်စတိုးနီးယားနိုင်ငံမှာပြီးခဲ့တဲ့လအတွင်းကနိုင်ငံရေးအရမတိုးတာမဆုတ်တာအခြေအနေတွေဖြစ်ပေါ်ခဲ့ပြီးပြည်မဲ့သမ္မတလောင်းတွေဟာလည်းထောက်ခံမှုတွေလုံလုံလောက်လောက်မရရှိခဲ့တဲ့နောက်မှာပါလီမန်ကကာကျူလိတ်ကိုသမ္မတပြည့်တွေးချဲ့တင်မြှောက်ခဲ့တာဖြစ်ပါတယ်။ 1992ခုနှစ်ကဆိုဗီယက်ပြည်ထောင်စုကနေလွတ်လပ်ရေးရရှိခဲ့ပြီးတဲ့နောက်မှာစတုထမြသမရအဖြစ်တာဝန်ယူခဲ့တဲ့တူမတ်ဟန်ဒရီရဲ့နေရာကိုဆက်ခံခဲ့တာလည်းဖြစ်ပါတယ်။လူရေ1.3တန်းသန်းရှိတဲ့အက်စတိုးနီးယားနိုင်ငံမှာသမရယာဒူကိုပြည်သူတွေကတိုက်ရိုက်မဲဆန္ဒပေးရွေးချယ်တာမျိုးမဟုတ်ဘဲနဲ့ပါလီမန်နဲ့အထူးကိုယ်စားလှယ်အဖွဲ့တွေကရွေးချယ်တင်မြှောက်ပေးရတာဖြစ်တယ်လို့သိရပါတယ်။